မင်္ဂလာပါစကောရဲ့ Fantasy Premier League ကနေလေးပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့စီစဉ်မှာတော့ကျွန်တော်ပုံမှန်တစ်ဆက်နေကြဖြစ်တဲ့ဒါကျွန်တော်ညီကိုနူးဖြစ်တဲ့ဒါပြဖြိုးနေတူဒီစီစဉ်ကိုစီစဉ်နေဆက်သွားမှာပဲဖြစ်ပါရခင်ဗျာအရင်ဆုံးဒါကျွန်တော်အစီအစဉ်လေးမစတင်ခင်ဗျာကျွန်တော် Soccer Fantasy Premier League ရဲ့ standing လေးကိုကျွန်တော်အရင်ဆုံးပြပြချင်ပါတယ်အမ်ပွဲစဉ်9အပြီးမှာတော့ဒါကောင်းလင်းထိုက်ဆိုတဲ့ browser ကတော့ဒါ916မှတ်နဲ့ထိတ်ဆုံးမှာဦးဆောင်နေပါတယ်ဒုတိယနေမှာတော့827 FC ဆိုတဲ့ browser ကတော့913မှတ်နဲ့ဒုတိယနေမှာ ရှိနေပြီးတော့ဒါ player D ဆိုတဲ့ brother တော့ရမှတ်900နဲ့တတိယနေရာမှာဦးဆောင်နေပါကျွန်တော်တို့ဒါ game week 5 set မှာဒါထိတ်ဆုံးနေရာမှာရှိခဲ့တဲ့ဒါ99 the account နဲ့ brother ရဲ့နောက်ပြီးတော့ဒါနည်းနည်းအမြင်တမ်းပေါ့လीဒါကျွန်တော်တို့ဒီ game week 5 set လောက်မှာအမြင်တမ်းရှိနေတဲ့ကျွန်တော်တို့ဒီ king count 99ဆိုတဲ့ brother တွေကတော့အဆင့်တစ်ဖြည်းဖြည်းကျသွားတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီဒီဘက်မှာလဲဒါဘယ်ကစားသမားတွေတူ return ရအောင်လုပ်မလဲဟိုဘယ်ကစားသမားတွေနဲ့အတူတူဟိုကျွန်တော်တို့ဒါဟို rent အောင်လုပ်မလဲဆိုတော့ကျွန်တော်တို့အတူစောင့်ကြည့်ရေခေါင်းပါဟုတ်ကဲ့ပါကျွန်တော်တို့စီးနေစတင်လိုက်ပါမယ် ဟုတ်ပါညီလေးမင်္ဂလာပါဟုတ်မင်္ဂလာပါကိုဟုတ်ပါဒီဒီဘက်မှာတော့ဒါ international break အပီးဆိုတော့ gaming ရောတော်တော်စဉ်းစားခက်တယ်ဗောလေအဲ့တော့ဟုတ်အဲဒီတစ်ခါ gaming မှာလည်းဟိုအရင်ဆုံးဆွေးနွေးကြတာတော့ premier league club အသင်းတွေတော်တော်များများတော့ထိုင်ရပြဿနာတွေတိတ်တော့မကြောက်ဘူးဗောလေအဲ့တော့ဒီ gaming မှာတော့ဒါ wc မတုံးရသေးတဲ့ white cap မတုံးရသေးတဲ့ဒါ fa ရဲ့ဂျာကြီးတွေရှင်းလဲရှိမယ်ဗောလေအဲ့တော့ဒီဂျာကြီးတွေနည်းဒါ wc သုံးသိမ့်ပြီလားဆိုတာဒါညီလေးမြင်စပြီးပြောပြပေါ့ဟုတ် white cap ကတော့ တုံးမယ်ဆိုရင်တော့တုံးလို့ရပြီပေါ့နော်ကျွန်တော်တို့ပွဲစဉ်အခု game week 8လဲရောက်ပြီပေါ့အဲ white ကကြောင်းပြောရမယ်ဆိုရင်တော့ဒီ game week 8ကိုတုံးရင်တုံးမတုံးလို့ရှိရင်ကျွန်တော် game week 30ကိုတစ်ချက်စောက်ကြည့်စေချင်တယ်ဗျဟုတ်ကဲ့ဘာလို့လဲဆိုတော့အဲ game week 30မှာဒီ feature ဆွင်းနေအရင်များတယ်ပြီးရင်အဲအဲ့မှာပွဲ6နဲ့အသေးနေတော်တော်များများရှိရယ်ဘယ်အသေးနေလဲဆိုတော့ဒီ man city liverpool newcastle တို့ရဲ့ဒီ feature run အရင်ကောင်းလေဗျဟုတ်ကဲ့အဲ အဲ့ဒါကြောင့်မို့အကြံပြုရမယ်ဆိုရင်အခု3ရင်3အခု game week 8ကို3ရင်3မတုံးလို့ရှိရင်ဒီ game week 30အထိစောင့်ကြဖို့ကျွန်တော်အကြံတစ်ချက်ပြုချင်ပါတယ်ကိုဟုတ်ဟုတ်ကဲ့ပါဒါဒီ game week ကနေစပြီးတော့လေဟို game week နောက်ထပ်ဟို5ခုလောက်ထိပေါ့လေအဲ့မှာဘယ်လိုပြောမလဲ feature run တူနဲ့အသင်းအသင်းရှိရပေါ့လေအဲ့အသင်းအသင်းကဘယ်သင်းလဲဆိုတော့ Chelsea နဲ့ Arsenal ပေါ့ဒီထဲမှာမှဟို Chelsea သင်းကတော့ပိုပြီး Arsenal သင်းနဲ့ပိုပြီးပွဲချောင်နေပေါ့လေဒါမှမဟုတ်တခုအချိန်ကနှစ်သင်းလုံးက feature run တော့သွားတူနေရပေါ့အဲ့တော့ ဒီနှစ်သင်းကဒီ feature run အရာဒါတော်တော်လေးအခြေအနေကောင်းတဲ့အခြေအနေမျိုးမှာလက်ရှိမှာဒါသူတို့အသင်းရဲ့ဘယ်လိုပြောမလဲတိုက်စီမှုနှစ်ဦးရှိရယ်ပေါ့အဲ့ဒါယော့ကရက်နဲ့ဂျာဘူပထိုးနဲ့လောဆယ်ဒီကစားသမားနှစ်ယောက်တော်တော်လေးယုံကန်နေရတယ်ပေါ့ယုံကန်နေရဆိုတော့ဒီကစားသမားတွေအင်းသုံးဝက်ဟိုပြောချင်တာကယော့ကရက်ကလည်းနောက်ဆုံး၈ပွဲဆက်ပေါ့လေ깟ပွဲစုံပေါ့၈ပွဲဆက်ပေါ့ဂိုးပေါက်ပျောက်ထားတယ်ပေါ့လေဟိုဂျာဘူပထိုးကလည်းနောက်ဆုံး၃ပွဲလား၄ပွဲလားမသိဘူးရှော့တာကနှစ်ချိန်က၃ချိန်လားပဲရှိတယ် ဲ့တော့တော်တော်လေးအချိန်ကြီးဆိုးနေတာဆိုဒီကစားသမားတွေရောကို FB ရဲ့အသင်းမှာရှိနေပြီကျွန်တော်ဆက်ပြီးကြိထားတင်လာဘလို့ကြံပေးခြင်းလဲဟုတ်ကျွန်တော်ကတော့ဒီ Chelsea နဲ့ Arsenal အသင်းနဲ့တင်ရအဓိကတိုက်စစ်မှုနှုတ်ဖြစ်တဲ့ဟုတ်ကဲ့ဂျာဘီဒိုနဲ့ယော်ကာရက်ကိုဟိုရုံးခဲ့နေရတယ်လို့တော့အရင်မထင်မြင်သေးဘူးကိုဟုတ်ကဲ့ဟိုပြောရရင်တို့လိုအပ်တဲ့ရတန်းရထားတယ်ပြီးရင်နှစ်သင်းစလုံးရဲ့ဖောင်းကလည်းမစိုးဘူးအာအာဆင်နယ်ဆိုဒီ defense ပါကောင်းလေဗျာဟို Chelsea ကတော့ဒီ defense ကတော့မကောင်းဘူးပေါ့နော်ဟုတ်ကဲ့ ဒီနှုတ်စလုံးပြီးမြလိနောက်ဆုံးသုံးပွဲဆက်ဘလက်ထားရဲဆိုပေမဲ့ဒီရှေ့လာမဲ့ပွဲတွေကပွဲကြီးခြောက်နေအဲကြောင့်သူတို့နှစ်ယောက်အတွက်တော့ transfer out transfer မလုပ်ဖို့ကျွန်တော်အကြံပြုချင်တယ်ပြောရမယ်ဆိုရင်တော့ကြိထားတဲ့နယ်ပေါ့ဗျာကိုဟုတ်ကဲ့ဟုတ်ကဲ့ဒါဆက်ပြီးဆက်နေချင်တာပေါ့လေလက်ရှိမှာဒါဟာလန်ကလွဲပြီးတော့ပေါ့ဒါဟာလန်ကတော့ထားလိုက်ပါတော့ဟာလန်ကလွဲပြီးတော့ဟာလန်တော့ essential ပေါ့ essential ပေါ့လေထားလိုက်တော့ဒါဟာလန်ကလွဲပြီးတော့ဒီရာဒီမှာပေါ့ဒါ premier league club အသင်းတွေက ဒါ FBA ဂျိုင်းနေဒီနံပါတ်9စစ်ကစားသမားတယောက်ကိုဒါကိုယ့်ရဲ့တိုက်စစ်မှာပေါ့ဟာလန်းနဲ့တွဲမယ်ဆိုရင်ဘယ်သူ့ကိုဒါအကြံပြုပြီးတော့ရွေးချယ်ခိုင်းနေတယ်ဥမာပြောချင်တာတော့ဒါယော့ကရက်တို့ရှက်စကိုတို့နောက်ပြီးတော့ကာဆယ်ကဝါတာမတာတို့နောက်ပြီးတော့ Eastet တို့ Matata တို့ပေါ့လေအဲ့ကစားသမားတွေတယောက်ပေါ့ဘယ်ကစားသမားကိုရွေးချယ်ဖို့အကြံပြုကြတယ်ဟုတ်ပထမအဦးဆုံးပြောရင်တော့ကျွန်တော်ဒီ FBA structure ဟုတ်ကဲ့ FBA formation ကိုအရင်ပြောချင်တယ်ပေါ့နော်ဟိုကျွန်တော်တကူကြီးစားအမြင်ရပြောရမယ်ဆိုရင်ဒီ FBA formation က 3လေး3နဲ့3နှစ်ကကောင်းဆုံး powerful အဖြစ်ဆုံးလို့ကျွန်တော်ယူဆတယ်ဟိုကျွန်တော်လည်းဒီ formation တစ်ခုကိုပဲထည့်လဲပြီးတော့တုံးနေတယ်ဟုတ်ကဲ့ဟုတ်အဲအဲ့မှာဒေါလောင်မီတိုက်စစ်မှုနှုတ်နှစ်ဦးအ ਨੇ ဆုံးနှစ်ဦးလိုတယ်ဗျာနှစ်ဦးနှုတ်ရှိရမှာ3လေး3ရော3နှစ်ရောဒေါလောင်မီတိုက်စစ်မှုနှုတ်ဦးလိုတယ်အဲ့ချိန်မှာဟာလန်တော့ဒါမပါမဖြစ်ဗျာ essential ဆိုတော့ထားလိုက်အဲနောက်တစ်ယောက်ယူရမယ်ဆိုရင်တော့ကျွန်တော် Newcastle တိုက်စစ်မှု Order Meter နဲ့ဒီ Pelly တိုက်စစ်မှု မတတာအရီတာတို့ရဲ့နှုတ်ဦးတဲ့တူကိုကျွန်တော်ရွေးခြင်းတယ်ဘာလို့လဲဆိုတော့ odometer ဆိုလို့ရှိရင်ဒီကလက်တဲ့လေးအတက်မှာသူချက်ချင်းနှိပါထိုင်ကြပြီးတော့သူ return နေရတယ်ဗျာအဲမတီတာကိုဘာလို့ရွေးရလဲဆိုရင်တော့ဒီ glassner ရဲ့ပက်လေးအမြင့်ပြန်ကာလာမို့လို့ကျွန်တော်ရွေးခြင်းတယ်အဲအကိုပြောတယ်ဒီ iset တို့ yokarot တို့ sasco တို့ကတော့အတင်းရဲ့ဖောင်ကိုကြည့်ပြီးတော့ရွေးတာပိုကောင်းမယ်ထင်တယ်ကိုဟုတ်ဟုတ်ကဲ့ပါထပ်ပြီးတော့ ဟိုစူးရင်းကျင်တာတော့ဒါအမြင်လို့ပေါ့လေဂိမ်းဝင်လို့ပဲဒါစူးနေပြစ်လာတယ်ပေါ့လေအဲ့ဒါတော့ဒီဂဝိမှာလည်းဒါသခင်ကြီးပေါ့လေဒါဆာလာကို transfer အများဆုံးပြုတ်လို့လာကြတယ်ပေါ့လေဒါကြီးတော့တော်တော်ကြီးကိုထူးဆန်းတယ်ပေါ့လေဒါဟိုဘယ်လိုပြောမလဲဂိမ်းဝင်နှစ်ခုနှီးပါပေါ့လေဒါဆာလာကိုထုတ်လာကြအရင်များသွားတယ်ပေါ့ရှင်းရှင်းပတ်မှာလည်းဆာလာကိုဒါထုတ်လာကြတယ်ပေါ့အဲ့တော့တကယ်ပဲဆာလာကိုပြစ်ပယ်တင့်ပြီလားအဲဒီ case ကတော့ FVM မှာလက်ရှိလူပြောအများဆုံး case ပဲဖြစ်ဖြစ်နေမှာဗျ။ဟိုကျွန်တော်ကတော့ပြစ်ပယ်လိုက်ပါပြီ။ဟိုတခြားသူတွေတော့မသိပါဘူး။ကျွန်တော် Arsenal ကစားသမားတွေကျွန်တော်လိုချင်လို့ပါ။ဟုတ်ဟုတ်ပြီးတော့တခင်ကြီးကိုပေးရရဲ့ဈေးနဲ့ဒီ return ရရဲ့ပြန်ရတဲ့ပြန်ရတဲ့ return အသိဒီနှစ် FVM မှာမတန်ဘူးလို့ကျွန်တော်ခန်းစားမိလို့ပါ။ဟုတ်ဟုတ်ကဲ့။ဟုတ်ပြီအဲ့ဒါဆိုဒါ game week အဲ့အတွက်ပေါ့လေ။ဒါ transfer in ပြုလုပ်ရမယ်ဆိုရင်ဒါ မဲကစားသမားတွေကိုညာညီလေးစိတ်ကြိုက်ဒါပြုတ်လုတ်ချင်လဲဥမာရှိတ်လက်နောက်ပေါ့သုံးနေရလောက်ပေါ့ဟုတ်ထုံးစံတိုင်းစပြောရင်တော့ကျွန်တော်ခက်စစ်ကစပြောပါမယ်ခက်စစ်ကတော့ဒီအာဆင်နယ်ရဲ့ defense Julian တင်မာကိုကျွန်တော်ရွေးထားပါတယ်လက်ရှိခက်စစ်ကစားသမားတွေထဲမှာဒီအမှတ်အများဆုံးရှာဖွေပေးထားတဲ့ကစားသမားဖြစ်တယ်ပြီးရင်အာဆင်နယ်ရဲ့ဖောင်လည်းရန်ကောင်းတယ်သူက defense ရော attacker ရောအဲ defense ရော attacker ရောတဲမှာမျှော်လို့ရရပါဗျာ Julian တရားအဲ့တော့အဲ့အတွက်ကျွန်တော် ာဆင်နယ်ရဲ့ဂျူရီယန်တင်မာကိုခန်းစစ်အတွက်ချွေးပါတယ်အကွန်းလည်းအတွက်ဆိုရင်တော့အချက်စီရဲ့အန်ဆိုဖာနယ်ကိုကျွန်တော်ချွေးပါတယ်ဟုတ်ပါဒီပဲမမကစားနိုင်သေးရတော့သူကပင်နလီတိတ်ကဖြစ်နေဦးမယ်ဗျဟုတ်ကဲ့ပါပြီးရင်6.7 million ဆိုတော့သူဈေးတန်းမှာမစိုးဘူးပေါ့ဗျာပြီးရင်ချက်စီရဲ့ဖစ်ချာရန်ကောင်းနေတော့ကောင်းနေရဟုတ်တယ်ဟုတ်အန်ဆိုကျွန်တော်ကွန်းလည်းအတွက်ချွေးပါတယ်အဲရှေတန်းကတော့ကျွန်တော်ခုနကရှေပိုင်းမှာမရှင်းလုပ်ခဲ့တဲ့အော်ဒါမီတာကိုကျွန်တော်ရွေးပါတယ် အဲလီဝဲမှာသူပြီးမြတ်လိလီဝဲမှာ၃ဂိုးသွင်းထားတယ်။ဒယူးနဲ့မြန်မြန်ဆန်ဆန်ပဲသူအသာကျအောင်ကစားထားနိုင်တယ်။ပြီးတော့ Brighton နဲ့ဆိုတော့ဒီဘွဲမှာ Brighton တခုညှော်လို့ရတယ်နော်။ဟုတ်ကဲ့။ဟုတ်ဒီဂိမ်းဝိအတွက်ကိုဝင်းကြိုက်၃ရောက်လောက်ပြောပြပါဦး။အမ်အကိုကတော့ဒီ budget save မဲ့ကစားသမားတွေပဲအဓိကရွေးမယ်ပေါ့လေ။အဲ့တော့ခံစိတ်အတွက်ကတော့ ဟိုစဉ်းစားကြည့်တာဗောလေစဉ်းစားကြည့်တာတော့ cancel လည်းဖြစ်မှာ cancel လည်းဖြစ်မှာနေဘတ်ဂျက်လည်းစဉ်းပြမှာ cancel အတွက်ကတော့အကူကတော့ဒီ gain win ကနေစပြီးနောက် gain win 4ခု5ခုလောက်ကြီးကြိုးပြီးစဉ်းစားလိုက်တော့လက်ရှိ feature run အရာဝန်ဟန်းကပွဲအချောင်ဆုံး run number 1နဲ့မှာပါတယ်အဲ့တော့အကူကအခုလက်ရှိမှာဒါနူနိုစန်တိုနဲ့အခုနည်းနည်းလေးသူတို့ပြန်ပြီးတော့ အသားကြလိမ့်မယ်လို့ခံစားရတယ်ဗောလေအဲ့တော့လက်ရှိမှာ99တော့မသိဘူးနိုင်ဝဲတော့မရသေးဘူးဒါပေမဲ့ဒီခံစစ်အတွက်ဆိုရင်တော့အကိုလည်းရှေ့ပတ်တွေကလည်းပြောခဲ့ပါတယ်ဟို Malady of ကိုတော့အကိုကတော့တော်တော်လေးသဘောကျတယ်တော်တော်လေးကောင်းတယ်သူ့ရဲ့ cross တင်နဲ့သူ့ရဲ့ဒီ attacking return လည်းရတယ်ဗောလေသူ့စီကတော့အဓိကတော့ force လာမသိဘူးဟုတ်တယ်သူသူအများဆုံးပဲလက်ရှိမှာတော့သူ့ကိုတော့တော်တော်လေးသဘောကျတယ်ပေးရတဲ့ဈေးနဲ့သူ့စီကရမယ် attacking return နဲ့နောက်ပြီးသူ့ရဲ့ ability နဲ့သူ့ရဲ့ဆက်ဆောင်ရေးအရဆက်ဆောင်ရေးတွေကဆိုတော့ဒီကစားသမားနောက်ထပ်လည်းဈေးတက်လာမယ်လို့တော့အကိုမြင်နေဗောလေအဲ့တော့ ဟိုမစ်တနေရအတွက်ကတော့အကွာလက်ရှိမှာဟိုဒီကားသမားကိုကြည့်ရတာ tough ဘောနည်းနည်းဖြစ်နေတယ်။ဒဏ်ရာပြဿနာနည်းနည်းရှိနေတယ်။ဒါပေမဲ့အဲ့ဒဏ်ရာပြဿနာဖြစ်နေတာပြီးခဲ့တဲ့ game week ဒါ7ပြီးခဲ့ရဝါသွားတာအဲ့ဒါဘန်လီယန်အန်တိုနီဘန်လီယန်အန်တိုနီဒီကားသမားကိုတော်လေးသဘောကျတယ်ဘာဖြစ်လို့အခုလာမဲ့ feature နှစ်ခုကလည်းခြောင်နေတယ်ဗောလေအခုဒီလာမဲ့ပတ်မှာဒါ link နဲ့တွေ့မှာနောက်တစ်ပွဲကလည်းထက်ခြောင်နေသေးတယ်ထက်ခြောင်နေရဆိုတော့ပါလောက်တယ်ကိုပါမှာပါမှာပါမှာအခုလက်ရှိမှာမနေ့က ဒီ press conference အပြီးမှာဒါဘန်လင်နီးပြပြောထားတဲ့တရား Scott Parker ပြောထားတဲ့ပုံအရဆိုလို့ရှိရင်သူ့ရဲ့အသင်းမှာဒန်ရိုင်းကတည်းကနှစ်ယောက်ပဲရှိတယ်။အဲ့ဒါဂိုးသမားနဲ့နောက်တစ်ယောက်နဲ့ပေါ့။အဲ့တော့ဒီကတည်းကတော့ထည့်ပြမသွားဘူး။အဲ့ဒါအဲ့တော့တကြောက်ပါမှာ။ပြောရရင်အန်တိုနီယာရွေးတင်တယ်ဗျ။ရွေးတင်တာပေါ့။ depression လည်းဖြစ်တယ်။ဒါမဲ့တော်တော်များများမရွေးရကြအောင်။မရွေးရကြအောင်။ဟုတ်။အခုကတော့ရွေးလိုက်ပြီ။ဝယ်ထားတယ်။ကြိုးတောင်ဝယ်ထားလိုက်တာ။အဲ့တော့ဒီကတည်းကအခုလက်ရှိမှာလဲဒါအတွင်းငါးကိုးဒီပေါင်ပတ်သက်ထားတယ်။အဲ့အဲ့ဒီထက်မှလေးကိုးတွင်းထားတယ်ဆိုတော့ ော်တော်တော်လေးစွမ်းဆောင်လေးကောင်းတယ်ဗောလေအဲ့တော့ဒီ form အတွက်ကတနင်္လာကတော့အကောကတော့အာညီလေးကပြောသလိုပဲဒါဟို water meter တော့တော်တော်လေးသဘောကျတယ်ဘာလို့လဲဆိုတော့ तू ပို့ထည့်ကစားတဲ့ဒါလင်းပေါ်မှာ၃ဘွဲ့ရ attacking return ပြန်ရထားလေ attacking ကသူ့ကိုတော့တော်တော်လေးသဘောကျတယ်ဂျာမီမာလည်းကိုသွင်းဂျာမီမာလည်းကိုသွင်းထားရဆိုတော့ तू လက်ရှိမှာဒါ form min နေလို့တော့ဆိုလို့ရတယ်ဗောလေအဲ့တော့ဒီ game week အတွက်ဗောလေအဲ့တော့ captain ပေးရမယ်ဆိုရင်ဒါညီလေးဘယ်သူအကြံပေးခြင်းလဲဟိုဒီ captain စိတ် coupling option နဲ့စဉ်းစားရတာအခုတော်တော်အရန်ခြောက်ပါတယ်ဟိုလွယ်ပါတယ်လွယ်ပါတယ်ပေါ့နော်ပြောရင်တခင်လေးပါပဲတခင်လေးပဲကျွန်တော်ဒီ game week အတွက်လည်းတခင်လေးပါပဲသူအကြောင်းတော့ဒါမြန်မာဆဆာထက်ပြီးတော့ပြောစရာမရှိပါဘူးဟုတ်ကဲ့အခုတွေ့မှာ Everton နဲ့ခက်စစ်ကစားပုံကောင်းတယ်ဗျ Everton ဆိုတာဒါပေမဲ့ Man City မှာအင်ကွင်းအားတချက်ရှိမယ် Haaland လည်းဒီအင်ကွင်းမှာဆိုရင်ဂိုးပိုတွင်းတက်တယ်အဲတော့ကျွန်တော်အတွက် safe captain option ကတော့ သခင်လေးပါပဲအဲ depression အနေနဲ့ကတော့ကျွန်တော် arsenal ရဲ့စက်ကောင်ကိုရွေးချင်တယ်သူအခုတစ်ပတ်တွေ့မှာ london derby ဖြစ်တဲ့ဖူဝမ်နဲ့တွေ့မှာအဲဖူဝမ်နဲ့နောက်ဆုံးတွေ့ခဲ့တဲ့လေးပွဲမှာသူ၃ပွဲ၃ခုအထိဟုတ်တယ်တွင်းနေသူတွင်းယူထားတယ်အဲကြောင့်ကျွန်တော်တို့ depression captain ကတော့စက်ကောင်ပါဟုတ်ဦးရဲ့ depression ကလေးပြောပြအောင်အမ်ကျွန်တော် depression ကဟောဒီဒီဘက်ကတော့ကာဆက်ကာဆက်ကဟောတမတာပဲဟောတမတာဟောတမတာကျွန်တော်ကြိုက်တယ်နော် ော်တော်ကြိုက်တယ်ဒီကစားသမားကိုဟိုဘယ်လိုပြောမလဲဆိုတော့လက်ရှိမှာဒီပရီးမီးယားလိမှာဒီလောင်းဘောတွေလည်းတွားနေရပေါ့လေဒါဟိုနောက်ပြီးတော့ပို့ပြီးတော့ဒီခေါင်းနဲ့ခိုးလေမြင်လာရတယ်ဆက်ပီတွေလည်းခေါင်းနဲ့ခိုးလေမြင်လာရဆိုတော့ဒီကစားသမားကဒါနဲ့အရင်လုံးဝအံဝင်ကြဖြစ်တယ်လို့တော့ဟုတ်ယူဆရတယ်ဗောလေအဲ့တော့ဒီကစားသမားကတော့တော်တော်လေးလက်တလုံးမှာဒီ game week အတွက်တည်းမဟုတ်ပါဘူးဒါနောက်ထပ် game week တွေလည်းဒါဟိုအမြင်နဲ့လို့လို့တော့ဒါစဉ်းစားမိတဲ့ကစားသမားတယောက်လို့တော့ပြောလို့ရတယ် အဲ့တော့ဒီနောက်ဆုံးမင်းခုနေတော့ဒီအစီအစဉ်ရဲ့ဒါအမြဲတမ်းလူတို့ပြောနေတာပေါ့လေဒီဒီဘက်မှာတော့ဘယ်ကစားသမားကဒါဟိုပောက်ကောင်ဖြစ်လာမလဲပေါ့အဲ့ဒါတော့လူတွေတိတ်တည်းမထားမိရဲ့ကစားသမားကြီးလည်းဖြစ်နေဖြစ်မှာပေါ့လေအဲ့တော့ငါညီလေးစစ်ကြိုက်ဒါဘယ်သူ့ကိုကြိုက်လဲဒီဘက်မှာဟုတ်ဒီဘက်ရဲ့ပောက်ကောင်တော့ဒီနူနူစန်းတို့လက်အောက်မှာတခါပြန်ပြီးတော့ဟိုတောက်ပလာမယ်ဒီဘိုးဝင်းတို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့နူနူစန်းတို့က striker ဒီဟိုတက်တက်မမတ်တုံးတယ် ပြီးလို့ရှိရင်အိုက်ဆွိုက်ကတည်းကလည်းလုံးဝ next level နောက်တစ်ဆင့်လောက်ကိုတက်လန်းနိုင်တယ်လို့ကျွန်တော်ယူဆရပြ။ပြောရင်ကျွန်တော်နူဆန်တို့အရင်ကြိုက်တယ်။အဲနည်းနည်းတော့အမ်ပြတော့မလားမသိဘူး။မဟုတ်ဒီဒီဘက်မှာဘုံဝင်ကတော်တော်လေးဟော့တယ်။ဘာလို့ဆိုတော့အကုန်လုံးလိုက်ပြီးလေးလာကြည့်လိုက်တော့ဘုံဝင်ကိုဒီဘက်မှာဘယ်လိုပြောမလဲတပိထားတယ်အရင်များတယ်ဗောလေ။အဲ့တော့အခုခုနပြရှိမှပြောခဲ့လို့ပဲ။ဘာလို့ဘုံဝင်ကိုရွေးကြလဲဆိုတော့အခုရှိမှပြောခဲ့လို့ပဲဗောလေ။ဒီ feature run ကလက်ရှိမှာဒီဒီဘက်ကနေစပြီးနောက်ထပ်၅ခုလောက်ထိ ဂိမ်းဝင်၅ခုလောက်ထိ feature run ကဒါ run ကိုစီးလိုက်မယ်ဆိုရင်အချောင်ဆုံးက one hand ဖြစ်နေတယ်ဟုတ်ဟုတ်ဒုတိယအချောင်ဟုတ်ဒုတိယအချောင်ဆုံးက chelsea ပေါ့ဟုတ်အဆင်း၁၉မှာရက်တီပြီမဲ့အရင်မဆိုးသူ့ကိုသူ့ကသုံးဖို့တွင်းထားတယ်ဟုတ်တယ်ပြီးရင်ထူကြတာသူ့ကိုသွင်းတာလည်းဘောနဲ့သုံးမှတ်ကသူ့အတွက်ပဲဟုတ်တယ်အဲ့တော့အကြောင်းကျွန်တော်ဒီတစ်ပတ်ရဲ့ပောက်ကောင်ကိုကျွန်တော်ဘိုးဝင်ရွှေ့ထားတယ်ကိုဟုတ်ဟုတ်အဲဆက်ပြောရင်အဲ့ဒီပွဲချောင်တဲ့အနေအထားမှာဒါဝဟန်းက run number 1မှာရှိရပေါ့လေဒုတိယကတော့ chelsea ပေါ့ chelsea က run number 2မှာရှိရတတိယကတော့ အမ် forest ရှိရပေါ့ forest four မှာ arsenal ရှိတယ်အဲ့တော့ဘာလို့ဘုံဝင်းကိုဒီတစ်ပတ်မှာအရင်ဟော့ရလဲအရင်တပေးကြရလဲဆိုတော့ဒီအနေထားပဲလေဘာလို့ဆိုတော့ဒီ nuno sanchez လေးဒီကောင်ကပေါ်မှာယုံကြည်တယ်အဲ့တော့ဒီဘက်မှာတော့ဘုံဝင်းကိုပောက်ကောင်ကိုယူရတော့ဒါဖြစ်နိုင်ခြင်းညာတော့များတယ်ဗောလေဒါဖြစ်နိုင်ခြင်းအများဆုံးဖြစ်တယ်လို့တော့ဒါယူဆခြင်းနဲ့ဟုတ်ကိုစကိုရင်းအော့လဲတူတူများတယ်ဟုတ်တယ်ကိုစင်းအော့လဲတော်တော်များတယ်နောက်ပြီးတစ်ခုရှိတာကဒါအပေါ်မှာ ဟိုမင်းကလည်းမျိုးပေါ့လေဒါစာလောက်ပြည့်ပြည့်သိမိလားဆိုစာဒီဘက်မန်ချက်စတာယူနိုက်တက်တွေ့နေမှာအဲ့မှာမန်ချက်စတာယူနိုက်တက်တွေ့ရဲ့အချိန်တိုင်းသူကစကောကိုကိုပြောင်းမပတ်သက်ထားအောင်တော့တကြီးတစ်ချက်ကြီးကတော့နည်းနည်းလေးတော့သိလားနည်းနည်းလေးတော့စဉ်းစားကြရတော့ဖြစ်တာပေါ့လေအဲအဲဒါတကီးဆိုကပယ်လားဆိုလဲအပယ်ပဲလားလိုက်တော့မယ်ကျွန်တော်အစင်းနဲ့ကစားပိုင်းလို့ကျွန်တော်ဟိုဒီစကောပြည့်တက်တွေထဲမှာလေဒါစာလာအတွက်ကဟိုဘယ်လိုပြောမလဲဒွိယာတွေ ဖြစ်စရာလည်းဖြစ်စရာပေါ့လေအဲ့တော့လက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်တွေ့မှာဆိုတော့ကျွန်တော်ဒီဘက်မှာဆာလာကိုရှိတဲ့လူတွေတော့ကတော့ဒါကီလုံမလားဆဲလုံမလားဆိုတော့ကျွန်တော်တော့အသိတော့အကြံမပေးဘူးပေါ့လေအခုဖြစ်တော့အောင်ဆိုလို့အဲ့တော့ယူနိုက်တက်တွေ့ရဆိုတော့ဟုတ်ဟုတ်အဲ့တော့နောက်ဆုံးအနေနဲ့ပြောချင်တာကဒါ FA ရဲ့ဂျာကြီးတွေအနေနဲ့အခုလာမဲ့ game week 8ကနေပြီးတော့ game week 11အထိဒီဂျာထဲမှာဥရောပပွဲစဉ်တွေရှိပါတယ်နောက်ပြီးကာရာဘောင်ဖလားတွေရှိပါတယ်အဲ့အတွက် rotation ပြဿနာကျွန်တော်တို့ကြုံရနိုင်ပါတယ်အဲ့အတွက်ကိုအသင်းမှာဘယ်ကစားသမားတွေကိုရောင်းမလဲဘယ်ကစားသမားကိုကိမလဲဘယ်ကစားသမားတွေကိုအဓိကထားမလဲဆိုတော့ကိုကကိုစဉ်းစား ချင့်ချိန်ဖို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီ app ရဲ့ဒီအစီအစဉ်လေးကိုစောင့်ကြည့်နေကြတဲ့ဆော့ကောပေးတဲ့တွေကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်အစီအစဉ်မှာပြန်လည်ဆုံတွေ့ပါမယ်